နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းသာယာရွှေလင်းဘန်းဆက်မှုဆောင်မှာတလကို9သိန်း1000လစာပေးမယ်ဆိုပြီးတော့အလုတ်ခေါ်တဲ့အတွားတွားရောက်ပြီးတော့ရှောက်ထားရကနေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းတနက်ပင်မြို့နယ်ကအသက်25နှစ်အရွယ်လူငယ်နှစ်ဦးဖြစ်တဲ့မောင်စောထက်လင်းနဲ့မောင်ရဲနောင်တို့ဟာရန်ကုန်တိုင်းလိုက်သားရမြို့နယ်ရွှေလင်းပန်းဆက်မှုဆုံးမှာတလားကိုငွေကျပ်9သိန်း1000ရမယ်ဆိုပြီးတော့အလုတ်ခေါ်စားလက်ကမ်းကြော်ညာကိုတွေ့တဲ့အတွက်ဖုန်းနဲ့ဆက်သွယ်ကြည့်ခဲ့ရမှာရန်ကုန်ကိုတက်လာရန်ပြောဆိုတယ်လို့ပြောပါတယ်။ဒါကြောင့်မေလ၄ရက်နေ့မှာအလုတ်လျှောက်ဖို့အတွက်၎င်းတို့နေထိုင်တဲ့တနက်ပင်မြို့နယ်ကနေရန်ကုန်ကိုလာရောက်ခဲ့ပြီးတဲ့နောက် ောက်ဆုံးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မေလ၈ရက်နေ့မှာမောင်စောထက်လင်းနဲ့မောင်ရဲနောင်တို့က၎င်းတို့ကိုအင်းစိန်မြို့နယ်ဒငင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခံထားရတယ်လို့မိသားစုတွေထံကိုအကြောင်းကြားလာတယ်လို့ပြောပါတယ်။ရွှေလင်းပန်းစက်မှုဆုံးမှာစက်ရုံလုံခြုံရေးလောက်ရမယ်။တလကို9သိန်းတထောင်ပေးမယ်။တင်းနှန်း3လတက်ပြီးတာနဲ့လုံခြုံရေးအလုပ်ရမယ်ဆိုလို့နှစ်ကောင်သားရန်ကုန်ကိုတက်သွားကြတာပါ။မေလ၄ရက်နေ့မနေ့အစောကြီးတက်သွားပြီးတော့ညနေမှာသူတို့ကဖုန်းတွေကခေါ်လို့မရတော့ဘူး။ အဲ့ဒါနဲ့၄ရက်လောက်ကြာတော့ရဲနောင်ကနေပြီးတော့သူ့အိမ်ကိုဖုံးဆက်ပြီးတော့အချောင်းကြားတယ်သူရောဇော်ထက်လင်းရောတငင်းကုန်းစစ်သားစုဆောင်ရေးတပ်ကိုရောက်နေပါတယ်သူတို့ကိုအလုဆိုပြီးတော့လိန်ခေါ်သွားတာပါ လုံခြုံရေးအလို့ဆိုပြီးတော့စစ်မှုထမ်းတင်တန်းတိုက်ရမယ်လို့ပြောတယ်ညင်းလို့လည်းမရတော့ဘူးလို့ပြောတယ်လို့ဖမ်းဆီးခံရသူလူငယ်နှုတ်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်မောင်ရဲနောင်နဲ့မောင်စောထက်လင်းတို့နှစ်ဦးဟာအလို့လျှောက်ဖို့အတွက်ရန်ကုန်တိုင်းလှိုင်းသားရမြို့နယ်ကိုမသွားမီကတည်းက၎င်းတို့ရဲ့ကိုရေးအချင်းနဲ့တပ်ပုံများကို Viber ကနေတဆင့်ပေးပို့ခဲ့ကြတယ်လို့သိရပါတယ်လှိုင်းသားရရောက်ရှိတဲ့အချိန်မှာစိုင်းကဲနှစ်စီးနဲ့အရက်ဝတ်အမျိုးသားနှစ်ဦးကလာခေါ်သွားတယ်လို့ပြောပါတယ်အဲ့ဒီနောက်အငားရင်နဲ့ထပ်မံခေါ်ဆောင်သွားပြီးတော့ဒဏ်ငုံစုဆောင်ရေးတပ်ကိုပို့ဆောင်ခံလိုက်ရတယ်လို့ပြောပါတယ် ၎င်းတို့ရဲ့ mobile phone များကိုသိမ်းယူသွားခဲ့တယ်လို့သိရပါတယ်။မေလာရှင်းနေကိုရောက်တဲ့အခါမှာဒငင်းငုံတက်အတွင်းကနေပြီးတော့စစ်သားတို့ရဲ့ဖုန်းကိုအခချင်းကိုပေးပြီးတော့တပ်ဆိုင်ရာမိသားစုများထံကိုအတိပေးအကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အွန်လိုင်းမှာပဲဖြစ်ဖြစ်လက်ကမ်းကြော်ညာနဲ့ပဲဖြစ်ဖြစ်လစာကောင်းမယ်အလုပ်ရမယ်ဆိုတာတွေကိုမယုံကြည်ကြပါနဲ့လစာ9သိန်းတထောင်ပေးမယ်လုံခြုံရေးလုပ်ရမယ်ဆိုပြီးတော့စစ်ထဲကိုလိန်ခေါ်ချင်းခံရတဲ့ဖြစ်စဉ်လိုမျိုးအခြားသောလူငယ်တွေအလိမ်မခံရအောင်ပါလို့၎င်းကပြောပြထားပါတယ်လက်တလောဖမ်းဆီးခံထားရတယ်မောင်ရဲနောင်နဲ့မောင်စောထက်လင်းတို့ဟာအခုလအတွင်းမှာဖွင့်လိမ့်မယ်စစ်မှုထမ်းအပတ်စဉ်73ကိုတက်ရောက်ရမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ